ဘာဖြစ်လို့ဒီထဲမှာစိန်ရှင်ယရနာတွေထည့်ပြီးတော့ထပနာရာလေထပနာရာဆိုတာထိသွင်းထားဘာလို့ထပနာရာလဲမေးလို့ရှင်ဖြည့်တတ်ဖို့လိုအပ်တယ်ပေါ့မေးလာလိုက်မယ်ကိုယ့်အကူလေးပဲဘာအထိပဲရှိတယ်မင်းအေးဖះကိုလှူတာပဲဆိုတော့အထိပဲအပြင်ဘာအထိပဲရှိတယ်နော်ဖះကိုလှူတာဒီပြန်နဲ့လည်းလှူလို့ရတာဘာအကျိုးရှိလဲ ကိုယ့်ရဲ့ယရနာတွေတန်ဖိုးရှိတဲ့ယရနာတွေကိုမြုပ်ပြလိုက်တာဘာကျိုးရှိဒီလိုမေးစရာဖြစ်တာဒီရဲ့ချက်အစ်စ်ကိုနားလဲသဘောပေါက်ဖို့လိုတယ်နော်အဲ့ဒီမဲ့ဌာပနာပစ္စည်းယရနာတွေထက်တွဲနေဆိုတာဘုရားဘာသာဝင်နေနေတယ်အဖက်ကမေးလာလို့ရှင်ဖြေးစရာကဟာတော့ဆိုရက်စော်ရရဲ့တတ်တော်မွေတော်တွေကိုစုပြီးတော့စေတီတော်ရှိသမျှကနေပြီးတော့ရှင်မာကတ္တဝါတို့ကဇာတနာမင်းနဲ့တိုင်ပင်ပြီးတော့ ဓာတုနိဒာနဆိုဓာတ်တော်တွေအကုန်လုံးစုပြီးတော့ထားအဲဓာတ်တော်တွေစုပြီးတော့ထားတဲ့အထဲမှာတန်ဖိုးကြီးမလာတဲ့ဗရမ ्या တတုံးကိုထည့်တာကိုယ်တော်ထည့်ထားပြီးတော့စာတန်းကဘာရေးထားလို့ဆိုလို့ရှိ နောင်ခါကာလမှာတဲ့ဒီစေတိယလိဒာနဓာတုနိဒာနအဆောင်အဝူယိုယွင်းပျက်စီးခဲ့လို့ရှိရင်ဆင်းရဲလွမ်းပါတဲ့ပုံကိုယ်တွေဖယင်းလေးဟောဒီဗရမ ्या ယရဏာကိုရောင်းချပြီးတော့ ီတန်တော်တိုင်းဒီကိုပြန်ပြီးတော့ပြင်ဆင်มาဆက်ဆံလမ်းပါနော်အဲ့ဒါဟာရတနာပစ္စည်းထက်သွင်းခြင်းရဲ့အကျိတ်တစ်ခုပဲជីညိုလို့ထည့်တာကတခုနော်ជីညိုတဲ့အပြင်ဘာထည့်ထားတော့လဲအေးနောက်တစ်ချိန်ကျတော့သင်္ခါရသဘောတရားအရာစီဒီဆိုတာညိုရင်းပြပြသွားအောင်မှာရှိတယ်အဲ့ဒီညိုရင်းသွားတဲ့စီဒီတော်ကြီးမတက်နိုင်တဲ့အချိန်မှာ မပြေနိုင်ပါဆိုလို့ဒီထဲမှာပါလာတဲ့တန်ဖိုးရှိတဲ့ယန္တနာတွေကိုရောက်ချပြီးဇေဒီကိုအသိပြင်ပါဆိုလို့တော့အဲ့ဒီအဓိပ္ပာယ်နဲ့ထည့်လာရကနေခုတော့ပူဇော်တယ်ဆိုတာလောက်လေးနဲ့ဒီမင်းထည့်ကြတာကြီးများလားသာမဏေကြီးရဲ့ရည်ရွယ်ချက်ကအဲ့ဒီရည်ရွယ်ချက်ကအစစ်အမှန်ဖြစ်လာ